မင်္ဂလာပါခင်ဗျာစာရေးသူဆရာကြီးဂျိန်းလှကျော်ရေးသားတော့ကိုကောင်းပေါ်နဲ့မတ်မေအမှုတို့အမြင်ရတဲ့ဝိတုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာနားဆင်ကြည့်ပါဦးခင်ဗျာကိုကောင်းပေါ်နဲ့မတ်မေအမှုလွန်ခဲ့သောနှစ်ပေါင်း၁၀နှစ်ခန့်ကတခုသောမျိုးငယ်တစ်မျိုး၌မမဲတို့အမြင်ရှိသောမိမကြီးတဦးရှိ၏ဖုံမိမကြီး၌တမီးခွနှစ်ယောက်ရှိသည့်အနက်၂ယောက်၃ယောက်တို့သည်အိမ်အောင်ကြပြီးသူများဖြစ်ကြတော်လဲ ၎င်းတို့၏လင်ယောက်ျားသည်၎င်းတို့ကိုအိုးအိမ်တီးခြားခြားထားနိုင်တော့သောအခြေအနေရှိသူများမဟုတ်ကြလေရက၎င်းသမီးခုနှစ်ယောက်လုံးပင် အမိမမဲတူနှင့်အတူတအိမ်နယ်စုယုံကနေထိုင်စားတောက်ကြရ၏ထိုသမီးခုနှစ်ယောက်တို့အနက်မမေအမေရှိသောဒုတိယသမီးမှာရုပ်ရည်ယူပကာယအဖြစ်ဖြောင်းမှန်ညီညွတ်သောကိုလုံးကိုပေါက်ရှိသည့်အပြင်ဖြူစင်တန်ရှင်းသော အသားရည်နှင့်တကွာ ရှုပ်ပြုံးသောမျက်နှာပြင်ရှစ်ပွေသောအမူအရာလည်းရှိသူမှန်ဖြစ်ရကလေတော်များတွင်စဘာဆိုက်ပြိုးမှုအလောက်ကံများသည်စီးပွားဖြစ်ထွန်းသည့်မှန်လျက်မရသည့်ဆုံးသူမုတ်ဆိုးကိုစဘာကုန်တဲ့ကိုကောင်းပေါ်သည်မမေထံကျိန်ပန်များစွာတွားရောက်ဝင်ထွက်ပြုလေ၏မမေအမည်ရှိသောမိမသည်အရွယ်အားဖြင့်25နှစ်ကျော်၍30ရွယ်မပြည့်မီသေးသူဖြစ်တော်လေ တရားရောအခါကပညာရေးဌာနဘက်ကဆို၍ဝင်တောင်းဟူသောဘွဲ့အမိကို ခံထားသောအရာရှိတယောက်နှင့်အမှတ်မဲ့လိုက်စား၍အိုးရင်တောင်မိပြီးနောက်ထုံဝန်တော့အရတပါးသို့ပြောင်းရွှေ့သွားသောအခါမခေါ်ထားပဲယုံမြကလေမယောင်းဝတ္တရားနှင့်လျော်ညီအောင်ပေကံထောက်ပံ့ခြင်းကိုမျှပင်မပြုနှင့်လျူပြုလျက်နေလေ၏တို့ပင်ဖြစ်တော်ညာလဲကိုကောင်းဖို့ထံတွင်မမေကတီနာလဲစေသည်မှာ မိမိသည်ယောက်ျားတနာများနှင့်တယံတစ်ခါမျှမတွေ့ဆုံဘူးသေးသောကညာစဉ်အပြိုစဉ်ဖြစ်သည့်အနေနှင့်သာလျှင်ပြောဆိုပြုမူလျက်နေရာကိုကောင်းဘောဆိုသူမှလည်းပြည့်စည်အနေငယ်ရှိသူမှန်တော်လေလေတော်၌သာလျှင်နေထိုင်ကြည့်ပြင်းခဲ့သူမှန်၍မရသေးသောကြောင့်မုတ်ဆိုးဖို့လူပြိုအဖြစ်သို့ရောက်လျက်နေလျက်ကမိမပြုတ်ထံကြောက်ရောက်လျင်လွန်စွာဆက်ကြောက်တုန်လှုပ်ခြင်းဖြစ်တတ်၏ ဤကဲ့သို့ရှင်းယွန်းတုံလုံးရှင်းသည်မမေဤမျက်မှောက်သို့ရောက်သောအခါတာ၍ပေါများလာခြင်းကြောင့်မိမိပြောဆိုလိုသောတုံးခွန်းသောစကားများကိုမမေနှင့်မျက်နှာချင်းဆိုင်၍မပြောဝန်မဆိုဝန်ရှိလေလျင်ထိုစကားများကို စာဖြင့်ရေးသား၍မမေထံသို့ပို့စေ၏ဒီကဲ့သို့ပေးပို့သော စာများကို စာဤသဘောအတိုင်းနှစ်သက်ကြောင်းများနှင့်မမေကစာပြန်တော်လဲထိုစာများကိုမြည်သည့်အကြောင်းကြောင့်မသိ အတိဘယ်ဝိလည်လည်းရှိအောင်တမင်ကြံဆောင်ရေးသားပေးဖို့လိပြု၏ဒီကဲ့သို့ရေးသားပေးဖို့သော စာများကိုလည်းကိုကောင်းပေါ်ကကောင်းပေါ်သာတင်ဆက်၍ထားလိပြု၏ထိုကာလောက်တွင် ထိုမျိုး၌ရန်ကုန်မြို့မှအကြမီကပင် ပြောင်းရွှေ့လာရောက်နေထိုင်သူပွဲစားကိုလာပေဆိုသူမရသေးလျင်တပင်လဲတပင်ထူလိုသောသဘောရှိသည်ဖြစ်သောကြောင့်အွယ်လဲရဒနလဲပေါ် ရုပ်လဲချောသူမှန်သည့်အတိုင်ထိုကိုလဖေသည် မရသေးပြီးနောက်နှစ်လကျော်သုံးလခန့်အကြာရှိလျင်မိမိကိုယ်ကိုတန်ရှင်းစင်ကြယ်ုံမျှမဟုတ်ဇန်ဟန်ကြာနာအောင်ဝက်စားဆင်ရင်ပြီးလျင်အရရက်ကိုစိတ်နှံ့အောင်လူးလာပြန်ဝေးလျှောက်၍သွာလာပြူသောအခါမိမိတို့နေထိုင်သောရက်ွက်တွင်တည်င်းကျညာရောက်လာသည်မှာပွဲစားကြီးကိုလဖေသည်အိုးအိမ်တော်မဲ့နေသူမဟုတ်ရကား ိုးဟင်တဲ့ထူထောင်မိအကြံနှင့်အထက်မယားကြီးလက်ထက်ကကြံ့ရင့်တော်ဇတိရွှေလက်ကောက်များကိုအစ်စ်ပြင်၍တုတ်ကွက်လက်ကောက်ပြုပြင်လောက်ကင်စေပြီးလည်းရင်စိန်နဂတ်ရန်ဆောင်တရံကိုအရန်တင့်ဆောင်းရောင်းလည်းရဲ့မိသူနှင့်အိမ်တော်ထူရပါမည်နီးဟူသည့်အနေနှင့်မိမများရွေးချယ်ရန်လှဲ့လေကြီးချူကနေကြောင်းနှင့်တည်င်းကျင်ညာခြင်းဖြစ်၏ဤကဲ့သို့တည်င်းကျင်ညာလျက်ရှိသည့်အတွင် ကိုလဘေးကိုယ်တိုင်ကမတ်မေကိုမြင်ဘူးသည် မမြင်ဘူးဒီမှာမသိနိုင်ပြီ သို့တော်တယောက်သောမိမကမမေထံပြောဆိုလာဒီမှာကိုလားဖေဒီမမေထံလက်ပတ်ရတော့မတော်လားမမေဒီတန်ရောစဉ်လုကင်းသူဟုတ်မဟုတ်အကြောင်းများကိုသူတော်ဘာတံစောတနာခြင်းပြုလျက်ရှိနေသောကြောင့်မမေဒီရုပ်ရည်ယူပကာနှင့်ပြည့်စုံသူမှန်သည့်အတိုင်းတောသားကြီးကိုကောင်းဘော်ကို ယူမိအစားရန်ကုန်မြို့ကြီးသားကိုလားဖေကိုယူတော်တာ၍မကောင်းပါလောဟူသော အကြံစီကို ပေးလာလျင်မမေလည်းထိုစကားကို ပြောလာသောအခါ၌အလေးကယုမမှုလီဟန်ပြု၍နေတော်လေနောက်တစ်နေ့တွင် ကိုကောင်းပေါ်အိမ်သို့ရောက်လာသောအခါရှေးကားကဲ့သို့စရောကိုပါလောကဝတ်ပြုခြင်းမရှိရံပန်ရကာ တွေ့မြင်ကြုံခဲ့မှုသောကိုအောင်ဂုံရည်ရုံရော့သောသူများကို မလွဲသာ၍လက်ခံစကားပြောရပြီးတကယ်သို့သာလျင်ဧကခံခြင်းကိုပြု၏ အကြောင်းရင်းခံကိုစဉ်ခုတေချာသွားရှားပွေဆင်ခြင်လက်တည်ရှိတော်ဆိုခဲ့သည့်အတိုင်းမက်မေစိတ်သဘောထားနေတကွာကိုဤအမူအရာပြောင်းလဲသည့်အမူအရာများမှာမက်မေဆိုသူမိမသည်ဥရုဇင်မြတာဖြစ်လေရကလောဘတက္ကရာများတတ်သည်ကိုကောင်းဘောဆိုသူမှာလေရောတာစစ်စစ်ဖြစ်သည့်အတိုင်းအသားမဲနေ၍အဝိပဆိုးညင်နွမ်းသည့်အပြင်ကိုဦးကောင်းတွင်ပေါလဲရရှိသောသဘင်ကိုမြတ် တင့်တယ်အောင်မပြုတ်ပြင်တတ်လည်ရင်တဏ္ဍတကြိမ်များစီမဝေ့သောမိမိစပင်ကိုမဖီးမထုံမဲညင်ွှန်းသော ပစိုးတထယ်နှင့်တာလည်ရင်ထဲလဲမရှိပဲထွေးလုံးရစ်ပတ်လျက်ထားလေရှိရန်ကုန်သားအစိဖြစ်သူ ကိုလာဘေးဆိုသူမှာကဒီကဲ့သို့မဟုတ်ဖြူလက်သော အသားရည်တွင်ရှုံမြိန်သောမျက်နှာထားရှိ၍ပြရဝါစာတာယာရှင်ကန်သောဇာကားများကိုမွတ်ဆိုလေရှိတတ်သည့်အပြင် တဖက်သားတို့ကျင်နာတတ်စေသော ကိုဤအမူအရာမျှမကအဝိတ္တစာဆင်းရဲရာ၌လည်းမိမတို့အမြင်တွင် တင့်တယ်ရှုကျင်တဲ့ဘွယ်ဖြစ်အောင်ကြံဆောင်၍တာလည်းရင်ဆင်းရဲလေးပြုသူဖြစ်လျက်ကအိမ်တွင်မှအိမ်ပြင်သို့ထွက်လျင်ရှုကျင်ဘွယ်ဖြစ်၍တင့်တယ်သောပစိုးလက်လက်ကိုဆင်းရင်ဖြူစင်သောအင်းညီမှစ၍မိမိဦးကောင်ပြုပြင်ရာ၌လည်းမိမိသဘင်ကို ရှောမြော့လှပအောင်ထုံးပြီးနောက် ထိုရောင်တုံးအောက်ခြေကရစ်ပတ်ဆင်းရင်ထားသောပန်းရောင်ပဝါကိုဆင်းမြန်းထားပုံဆိုခဲ့သည်ရှောမျိုးလှစွာသောရောင်ဤနောက်ပိုင်းကိုပန်းရောင်ပဝါတစားဖြင့်ထောက်အုပ်မိစေတော်လေရောင်ဤမျက်နှာစကိုရှေ့သို့လှည့်စေသည်ဖြင့်ကပူကယိုဟိုတိုဝါတာပေါ်ထွက်စေလေရဲ့ကာလာသားတို့မာဂရအာဖြင့်ဝေဘူပေါင်းဤခေါ်သော ပေါင်းဤမျိုးနှင့်ဆင်မြန်းသောအခါမမေကဲ့သို့ စိတ်နှုတ်လျက်နေသောမိမငယ်တို့သည် အဖယ်မကြည့်ပဲနေနိုင်ပါအံ့ဤအကြောင်းရင်းခံဤတို့ဖြစ်သည့်မှန်ရကားကိုစိတ်လူစဲများဖြစ်သောမိမရွယ်မတ်မေသည်လေတော်သာကိုကောင်းဖို့ကိုရှေးကကဲ့သို့အိမ်တို့ပင့်ခေါ်လက်ခံခြင်းမပြုရတတ်ခြင်းသည်ထူးခြားသည်ဟု၍မဆိုသာထိုမိမမတ်မေသည် ထိုအခါကာလများကမိမိစိတ်တော်အလျောက်ပြုလုပ်မှုမည်ဖြစ်လျင် ကိုကောင်းဘော်ကမိမိအိမ်သို့လမ်းပြတ်စီရန်ပြောဆိုလိုက်ပြီးမှန်တော်လဲစိတ်ချတိုင်းပြု၍မတင်လျော်မိအကြောင်းကို မမေက တွေးတော်မိသည်မှာကိုကောင်းဘော်ဆိုတော်သူသည်လဲတော်သာအစိမ်းအယိုးမှန်တော်လဲထူထိုင်းတော်သူမဟုတ်မိမိမျက်မှောက်တွင် မြင်သမျှတော်အစွန်းအစများဤအနက်အတိတ်ပဲကိုအရင်နမိတ်ဖတ်ယူနိုင်တော့ပါးရည်နဲ့ရည်ရှိသူမှန်သည့်အတိုင်း မကြမီကပင်မတ်မေကိုတိုင်တည်င်းစကားနားနှင့်ဆက်ဆက်ကြားရသည်မှာအကယ်၍မိမိအပေါ်တွင်မတ်မေကဂတိဖြတ်မှုမတ်မေအပေါ်တွင်ဂတိဖြတ်မှုတရားဆွဲနိုင်ရန်များကိုရှင်းနေတဦးထံကိုကောင်းပေါ်ကိုတိုင်သွားရောက်စောဒနာရတွင်မတ်မေထံကပေးထားသောမေတ္တာစာများကိုပင် ပြသမင်းမြလည်းရရှိနေကြောင်းများနှင့်ကြားသိရသည်ကတရားများကြောင့်ကိုကောင်းပေါ်နှင့် ရုတ်တရက်အတေးလင်းလမ်းဖြတ်ရန်မတော်ဟုစဉ်းစားကနေ၏ဤသို့လျင်ပြည့်ရမည်လဲအစီနှင့်ရဲရဲစားရမည်လဲတဲနှင့်ချက်ချက်ဖြစ်နေသောကြောင့်မိတို့ပြုချင်းရမည်ကို အတွေးရကြလျက်စဉ်းစားကနေသည့်အတွင်တနေ့တနေ့ကိုကောင်းဘော်ဝင်ရောက်လာ၍ပြန်သွားပြီးခဏတွင် အမိမမဲတူသည်တမီးမမေရှိရာ အခန်းတွင်သို့ဝင်ရောက်လာပြီးတည်းရင် အာနာတန်နှင့်ပြောသည်မှာမိရွှေမေ ညီကနေမလိမ့်မည်ဟုငါအောက်မေ့ထားသည်မှာငါမှားလိမ့်ပြီစင်စစ်မှာညီသည်အလွန်မိုင်းမဲလာချီတကားညီသည်ဒီတောသားငနေကောင်နဲ့အဘယ်အတွက်လမ်းစမပြတ်သေးသည်ကိုငါကိုဖြေတမ်းမှာဟိုနောက်လူတစ်ယောက်ဟာဒီတောသားထက်အဆစဆယ်သားကိုးစတဘူတာဒီကိုညီမသိဘူးလားမမြင်ဘူးလားစသဖြင့်မေးလေလည်းရင်တမီးမမေကလည်းအမေကိုကောင်းမော်ကြီးအကြောင်းကို အမေကျမသိသလောက်ကောင်းမွန်စွာမသိ၍သာအမေဤကဲ့သို့ပြောခြင်းဖြစ်ပါပေသည်အကယ်သိလျင်ဤကဲ့သို့အမေ ပြောမိမဟုတ်ပါဟုဆိုလေလျင်အမိမမဲတူကဘာပြောတာလဲတောသားငကောင်းပေါ်ဟာဟိုတယောက်လူမျိုးသားထက်ရှစ်ဆရာကောင်းတယ်နေပြောတယ်ဟုတ်လားဟုဆိုပြလေရင်ငတ်နေကအမေတယောက်တော်သူမျိုးသားဆိုဒီမှာမိသူကို ပြောတယ်လေကိုလာဖေကိုပြောတယ်လား ပြောလိုက်ရင်ကိုလားပေသည်လူလဲလာသေးမဟုတ် စကားလဲလာသေးသည်မဟုတ်ဒီကို အမေတတိမရဘူးလားနောက်ဆုံးမှာဒဏ္ဍာရီတဲကအမေတော်အရေးကို မြင်လိုက်ရင်ကတွင်က အမေတော်ကိုလှုပ်၍အရေးကိုဟက်မိတော့ခွေကဲ့သို့အကျိုးမဲ့ဖြစ်လိုက်ပြီဟုဆိုလေလိုက်ရင်အမေမမဲတူကလည်းငါတိသည် မောင်လားပေထံကလူလဲမလားစကားလဲမပားသည်ကိုလည်းငါတိသည် နေအနားမှာဟိုတော်သားရစ်တိရစ်တိပြုနေသည်များမှာ လူလည်းလာဝတ်မည်မဟုတ် စကားလည်းကမ်းဝတ်မည်မဟုတ်ကြောင်းငါသိသည်ဟုဆိုလေလျင်သမီးကလည်းအမေအမေဒီအီအိမ်ကိုရွေးသေးခန်းရတွင်လေကူကြည့်ရန်ကိုကောင်းဘော်ထံကျမရေးပေးလိုက်သောမြေတားစာများကို အမေမေးလျော့နေပြီလားဟုပြောသည့်ကလားဟုတ်သည်မှန်သည်ဘာဖြစ်တယ်လဲဟုမေးပြန်လျင်သမီးကအမေအမေအမေမတွေးမိဘူးလား ကိုကောင်းမော့ကိုကျမတို့လမ်းဖြတ်လိုက်ရင်သူဒီရန်ကုန်ကလာတော့ရှေ့နေကိုငှားပြီးလေရင်ကျမတို့အပေါ်မှာရှေ့ကဂတိဖြတ်ခတ်မှုနဲ့တရားဆွဲလိုက်ပြီနောက်ကိုအိမ်ရွေးပေးထားသောငွေများကိုလည်းပြန်၍တရားဆွဲ၍တောင်းလိုက်ပြီမတွေးမိဘူးလားဟုပြန်ပြောသည့်ကာလအမိက ပြန်ပြောသည့်ကာအိမ်ရွေးပေးသောငွေများမှာမ ਾਇ ၍ပေးသောပစ္စည်းကြိုက်၍ပေးသောပစ္စည်းများ ပြန်တောင်း၍မရဟုငါကြားဘူးသည်ဂတိဖြတ်မှုဆွဲမှုဆိုသည်မှာ မြေဘက်ကဂတိဖြက်လျင်သူဆွဲနိုင်မှန်သည်သူဘက်ကပြက်ပြီးသူမလာပဲနေလျင်ဆွဲနိုင်အောင်မီလားဟုမြေပြန်လည်းအမေဘာပြောတာလဲကိုကောင်းဘောဆိုသူသည် ကျမတို့ကဂတိဖြက်၍မလာနှင်းဟု မတားမဆိုမရှင်းလာ၍တာနေလိမ့်မည် အမေပြောသောစကားကို ကျမနားမလဲပါဟုဆိုလျင်အမေပြန်ပြောသည်မှာ ရွှေမေစင်စစ်အားဖြင့်နေသည်ငါထင်သားသလား နင်းလိမ့်မာသည်မဟုတ်ပါတကားငါပြောချင်းဒီမှာဒီတော်သာအိမ်တို့မလာအောင်ပါကတ်ဖြတ်ဖို့မဟုတ်ငါတို့ကတနင်္နီပြုမှုတော့သူလန်းစပြတ်သွားလိမ့်မည်ယခုလိုသူလန်းဖြတ်သူကတိကိုသူဖြတ်၍သွားပါလိမ့်ဤသူတရားဆွဲနိုင်ပါဦးမည်လားသူလန်းဖြတ်အောင်ပြုရမှာလဲခရင်ဒီမဟုတ်ငါတို့အိမ်မှာညီတို့တပည့်ဆုပ်ရပြစ်ထားသောဖက်နှက်တွေအများကြီးရှိသည် နောက်တခါဒီတော်သားလာလျင်ကြီးက ထိုဖနှက်စုပ်တစ်ဖက်နှင့်သူ့ပါးနှစ်ဖက်တစ်ချက်စီလောက်ခဏနာလေးရိုက်လိုက်လေသူ့နောက်ကိုလာပါအောင်တော့မလားဟဲ့သမီးညီအလိမ္မာသားနဲ့မမိုက်ပါနဲ့သမီးရဲ့ဟုဆိုလျင်သမီးကလည်းအမေကျမသည်ဃာရဝတရားစောင့်သိယူသေးသောသမီးမှန်ပါ၍မြတ်စွာဘုရားတရားတော်တွင်ဃာရဝစနိဝတော်စာဟုလာသည်နှင့်ပြောညီစွာကျင့်သဖြင့်အမေစကားကိုကျမမတော်လှန်ပါပြန်၍လည်းမငင်းပါဘီဟု ပြန်ပြော၏ထို့နောက်တနေ့တန်၌မမေသည်ညမအထွေးဆုံးဖြစ်၍၁၂နှစ်ခန့်ရှိသောမလေးငယ်အမည်ရှိသူခလေးမလေးသည်နန္ဒကင်းချိန်တွင် ကိုကောင်းပေါ်နေထိုင်သောအိမ်သို့တွားရောက်ကာကိုကောင်းပေါ်တံပြောသည်မှာအကိုကြီးကိုကောင်းပေါ်အကိုကြီးတံမမေကဆက်လို့၍ကျမလာခဲ့ရပါသည်ပြောလျင်ကိုကောင်းပေါ်ကဘာကိစ္စများထူးတယ်လဲမေးသည့်ကာလား မလေးငယ်ကကိုကောင်းမော်၏အပားတို့ကန်လျက်ခတ်တိုးတိုးလေးပြောသည်မှာမမမေသည်ကိုကြီးနှင့်ထိမ်းမြားမင်္ဂလာပြုရန် နေကောင်းရဲ့မြက်ကိုရွေးရန်နေတကားထိုမင်္ဂလာခန္ဓာအကျွေးမွေးစသည် အခမ်းအနားများကို အကိုကြီးနှင့်ညနေချင်းစာအတိုင်းမင်လိုသောကြောင့်ကျမကိုမမမေကဆဲထုတ်လိုက်ပါသည်ယနေ့ညာချမ်းအခါနေဝင်ရိုးပြောက်ကို အကိုကြီးကျမတို့အိမ်သို့ကြွားရောက်ပါလေမမမေက ခရီးဥကြိုဆို၍ နှစ်ဦးချင်းတိုင်ပင်ပါလိမ့်မည်ဟုပြောလိုက်၏ကိုကောင်းဖို့ကလည်းဝမ်းသာစွာဖြင့်ကောင်းပြီငါလာခဲ့မယ်ဘယ်သူမှမသိစေနှင့်ဟုပြောလိုက်သည်ဟုဆို၏ကိုကောင်းဖို့ဆိုသူသည် လူစိမ့်လူရိုးဖြစ်သောကြောင့်ဝေစားတတ်သာလှပစွာဆင်ရင်ချင်းစသောအမူအရာများတွင်ဝါသနာပါဝင်သူမဟုတ်ဟု၍၎င်းထိုသူသည်မိမိ၏သဘင်များကိုခရုပြု၍ဖီလိန်ပြုပြင်လေရှိသူမဟုတ်ဟု၍၎င်း အထက်စားပိုက်တွင် ပြခဲ့ပြီးဖြစ်ရာတစုံတစ်ခုသောညနေချမ်းအခါတွင် ကိုကောင်းမော့သည်မမေအိမ်သို့မှန်တန်းလည်းရဲ့မမေနှင့်တွေ့ဆုံ၍မင်္ဂလာဆောင်မိအခမ်းအနားများကို တိုင်ပင်နှီးနှောပြောဆိုရန်ကြံရွယ်လည်းရဲ့ချောက်သွားသည့်အခါများတွင်ဝိစဉ်ထားပုံများမှာ အထက်ပါစကားရများနှင့်ညားစွာဆန့်ကျင် ကွဲလဲခြင်းရှိသည်မှာမိမိသည်ပင်ကိုရှောမော့လှပသောရောင်ကြီးဖြစ်အောင် ထုံပြီးနောက် အနီအပြာအဝါအစိမ်စသောရောင်စုံပါရှိသည်ဖြင့်ကာလာတာတို့စတတ်စဉ်ဟုခေါ်ဆိုအပ်သော ပိုးဘဝအသက်ချက်ချို့တပိုင်းကိုဖော်လုံးတဲ့၍ခါဝင့်ပစိုးပန်းစင်းကိုဝတ်ဆင်လျက်ကိုတွင်လည်းစိန်တုကျဲသေးပါသောချက်အင်းကြီးထွေးကံကိုအောက်ကဝတ်ဆင်ပြီးနောက်အပေါ်အင်းကြီးအဖြစ်မှာတရုတ်အင်းကြီးမမီ အင်္ဂလိပ်တိုင်းများကချုံလုံးရောင်းချသည်ဖြင့်အင်္ဂလိပ်ကွက်ခေါ်အင်းကြီးတံတန်ပါသည်ဖြင့် ကာလာသားတဘာဝဗေဒာစာရီအင်းကြီးဟုခေါ်တော်အင်းကြီးမျိုးအပြာရောင်ကိုဝတ်ဆင်ထားပြီးတကလာဝရင်တုတ်ကောက်ကိုကင်တရဲ့လမ်းလျှောက်၍သွားရာနာယီကျိုးလဲပါသဖြင့်လှော်ခါများတွင် ကိုကောင်းဘော်ကိုမိသူတစုံတယောက်ကမျှအဝေးအစားယိုးသည်ဟုဆိုနိုင်တော့မည်မဟုတ်မမေတို့အိမ်တို့ကိုကောင်းဘော်ရောက်သွားသောအခါနန္ဒခင်းအခါကအငယ်မကညနေအကိုကြီးလာပါလေရင် အကိုကြီးအား မမမေမျော်နှင့်ဆောင်စားနေသည်တွေ့မြင်လိုက်ပြီဟုမလေးငယ်ပြောသောစကားအတိုင်းအမှန်သို့ကြားရောက်နေသည်မှာကိုကောင်းပေါ်တရောက်သားသောအခါတွင် အခန်းကြီးတဝက်ခန့်တွင် အထူးခင်းကျင်းထားသောကဗလာကော်စောကြီးအစွန်တွင် မမေသည်ထိုင်၍မိမိချေးတွင်လည်းငွေဖလားစုံပါသဖြင့်ကွန်စေကွန်သည်စသည်တို့နှင့်ပြည့်ချန်နေသောကွန်အစ်တလုံးကိုတဲခင်းကကိုကောင်းပေါ်အားဒီကိုကြွပါဟုချိုသာသောစကားဖြင့်ခေါ်လေလေ ကိုကောင်းဘော်သည်မက်မေပြရာနေရာတွင်ထိုင်၏မက်မေနှင့်ကိုကောင်းဘော်ထိုင်ကြသောအခန်းသည်စင်စစ်အဖျင်းအဲကမ်းမဟုတ်သည့်အရာမှာထိုအခန်း၏ဘ ਹੁ ကျ၌ကလကာတစ်ခုကာယံထားရာထိုအခန်းကိုထက်ချမ်းဝတ်မိလျက်ရှိနေသည့်အနေအိမ်မျက်နှာသာဘက်ကတဝက်လျင်ဧကန်၍အိမ်၏နောက်ကျောဘက်ကကလကာအတွင်း၌ကမက်မေ၏ညီမများအိတ်သောအိယာရှိ၏ထိုအခန်းနှစ်ဌာနတွင်ကိုကောင်းဘော်နှင့်မက်မေတို့သည် မျက်နှာစာဘက်ကတဝက်တွင် ထိုင်နေကြရ၌စိုကန်းသည့်အိယာများရှိသော ကလကာဘက်သို့ကြောပြေးလျက်ထိုင်မိ၏ထိုကန်းတွင် ဝင်ထွက်ရန်တကားနှစ်ပေါက်နှစ်ရက်ရှိသည့်အနက်တပေါက်ကမိဖို့ရေတုံသို့ထွက်သော အပေါက်ဖြစ်၍ကျန်တပေါက်ကအိမ်မျက်နှာစာဘက်ရှိလမ်းမသို့ထွက်သော လေကားတကပေါက်ဖြစ်၏ကိုကောင်းမော်သည်ဆိုခဲ့သည့်ကလကာကိုကြောပြေး၍ထိုင်နေသည့်ပြုတ်တွင်ကြီးကျူးလိုက်ရာထိုကလကာတွင်၌ လူရိတ်များမြင်တော့လေဂယုမပြုတ်ပဲမမေဘတ်တို့တာလျင် မျက်နာမူ၍ထိုင်ကားစကားပြောဆို၏ကိုကောင်းမော်သည်ဤကဲ့သို့လျင်ထိုင်နေ၍ကွန်းတရညခန့်လောက်ကြာလျင်မိမိအလိုရှိသည့်စကားကိုမိသည့်နေရာကအစာပြုရမည်ကြံစီလျက်နေသည့်အတွင်မမေ၏ညီမများအနက်တယောက်သောမိမသည်ကိုကောင်းမော်၏ကြောဘက်တွင်တိတ်တဆိတ်ရောက်လာသည်လျင်နောက်ကနေရောင်ကိုဆွဲပြီးတကလာနောက်တော့ ပြန်လာကနှိမ်ထား၍ ပတ်လက်ဖြစ်နေသည့်အတွင်ကိုကောင်းပေါ်ကတတိပြု၍ကြီးစုလိုက်သည်တွင်တယောက်သောညမကမိမိရောင်ကိုဆွဲလျက်နောက်သို့နှိမ်ထားသည့်အတွင်ခွန်အားပလပေါ်များသောညမနှစ်ယောက်တို့သည်ကိုကောင်းပေါ်ကို နနက်အခါဖိတ်ခေါ်လာသူအထွေဆုံးညမငယ်ကလေးသည်မိမိစက်တန့်စဉ်ခေါင်းပေါင်းကြက်ချုပ်ကိုအာရမဆွမ်းငင်ယူဆောင်ထွက်သွားသည်ကိုမြင်လိုက်ရရုံများမကမည်သူမသိတယောက်သောညမသည်မိမိဝတ်ဆင်ထားသောကြောင်းနေတဲ့စုပ်ကိုချုပ်၍ယူသွားသည်ကိုလည်းသိလိုက်ရ၏ ။ဤကဲ့သို့ကိုကောင်းဘော်ကိုမြမခွန်တဲ့ဖော်တို့ညှဉ်းပန်းနေသည့်အတွင်မမေသည်အပားကရက်လျက်ကြိရှုကာတာနေ၏။ထို့နောက်အမိမမဲတူကဆယ်ရီတိုင်းထွား၍စေခိုင်းပတ်များသောအခါကိုကောင်းဘော်သည် အစပထမ၌မြမခွန်တဲ့ဖော်နှင့်အမိမမဲတူတို့၏အကြံစီတွင်မမေပါဝင်ချောင်းကိုမရိပ်မိသေးသဖြင့်ငါကိုမက်မေကိုညီအန်းဟူရတာလျင် အောင်းမေမျောလင်းလျက်ရှိနေတော့ကြောင့်မိမိအားရှိသမျှအားထုတ်၍ ရုံးကန့်ခြင်းကိုမပြုသေးရှိနေရာယခုအကြံစီတွင်မတ်မေလဲပါဝင်ကြောင်းစိတ်ချရလျင်အာကိုရမဲ့ဖြစ်ရှိတော်ကြောင့်ကဲပါကဲပါဟု၍ကျဲစွာသောအတန်နှင့်အော်ဟစ်ရင်ယုံလိုက်ရကန်ထောင်းမသည့်အခါမနီမဝင်းနိုင်ရှိတော်အရက်အုပ်ဖယားရကအိမ်ကကြားလျင်ဖယားရကကိုယ်တိုင်ပြေး၍လာမှဥကျွက်နေဝင်ရောက်ပြောဆိုကူညီမှုကြောင့်ကျော်လော့ခွင့်ရသည်ဖြင့်ဖယားရကဥကျွက်နေလဲကိုကောင်းဖို့ကို တေလောက်တော့ဒဏ်ရာမပါရှိကြောင်ကြီးစုတိတာပြီးမှကိုကောင်းမော်ကိုမိမိအိမ်သို့ခေါ်ငင်ရီဆောင်သွား၏ဖယားရက်ကဥကျွတ်နီဆိုသူသည်ဖယားရက်ကမြဲမြဲလောက်သူဖြစ်၍အရက်အုပ်အရက်ကောင်အလောက်ဝတရားကို ဆောင်ရွက်ရ၌လေတရားဖြောင့်မှန်သောတာနာညီမြခြင်းသဘောတရားများကို လက်စုပ်လက်ကင်ထား၍ဆောင်ရွက်လေရှိတတ်၏ထိုသူ၌တရားဖြောင့်မှန်ခြင်းကိုနှစ်သက်သည့်စိတ်သဘောလွန်သွားအားကြီးလျင်ကိုနှင့်တက်ဆိုင်ခြင်းမရှိသော တူချင်းပင်ဖြစ်စေတဝူသောသူကအရှားတဦးအပေါ်တွင် မတရားကြင်ကြံကြောင်းကို ကိုယ်တိုင်သိမြင်ရလျင်ဖျားရက်ကဥကျွက်နေသည်မိမိကိုယ်ကို ထိခိုက်တက်ရောက်ပြီးတကယ်တို့ပင်မခံမရနိုင်အောင်အမျက်ဒေါသဖြစ်တတ်၏ကိုကောင်းဘောမမေတို့အမှုကိစ္စ၌ဖျားရက်ကသည် ကိုကောင်းဘောဆိုသူကိုတီကျွမ်းသည်မှာကိုအလောက်ကန်ကိုလောက်ကန်ဆောင်ရွက်ရာတွင်ရံပန်ရကတွဲကြုံဘူးသူအဖြစ်နှင့်တာလျင်တီကျွမ်းဘူးတော်လေမမဲတို့နေတကွာ တမီးခွန်းတဲ့ဖော်များကမိမိအိမ်နေနာခြင်းအဖြစ်နဲ့တည်ကျွမ်းသူများဖြစ်ကြ၏ကိုတိုင်းပါရ၍အိုဘူပြိုးဘူးသူဖြစ်သည်ဖြင့်မမဲတို့တားမိတဲ့သူ၏အနေထိုင်အကြံစီကိုရိပ်မိသိရှိနားလည်သည့်အပြင်မိသည့်အကြောင်းကြောင့်ကိုကောင်းဘော်ကိုတမင်ခေါ်ငင်၍လက်ရောက်ကျူးလွန်ကြသည့်အကြောင်းရင်းခံကိုလည်းတန်းအသေးချသောတည်နားလည်သူဖြစ်ရကကိုကောင်းဘော်ဆိုသူမှာရဲရွာတွင်၌မိသင်္ကဟအာကိုအာတာကင်းသည့်အဖြစ်တသက်ကြောင့်ပလင်း ဖရာကအုတ်ကျွနေ၏မြေတားသည် ကိုကောင်းဖို့အပေါ်တွင်တာရင်ဖြစ်ဖြစ်တကယ်တို့ပင်တတ်ဝင်ခြင်းဖြစ်၏ဤကဲ့သို့သောအကြောင်းအကျိုးများအပြင်ဖရာကအုတ်ကျွနေသည်ကိုကောင်းဖို့အပေါ်တွင် သူတော်ဘာမတရားကျူးလွန်သည်ကိုသိမြင်လျင်ကိုပေါ်တွင် ကျူးလွန်ပြီးတကယ်တို့ပင် မခံမရနိုင်အမြတ်ဒေါသထွက်လာသောကြောင့်မိမိမိတ်ဆွေဖြစ်သူအမိန်တော်ရရှိနေတဲ့ဦးထံကိုတိုင်တွားရောက်တိုင်ပင်ပြီးနောက်အမှုကိုရုံရောက်တင်ပို့ခြင်းယံ ထိုအမိန်တော်ရထံအနန္လာ၏ဆံမရီဝေဇံရာဇဝတ်တရားသူကြီးမေထံတင်သွင်းသောတိုင်လျှောက်ချက်အရာမှာမမေကိုပရမတရားခံ၎င်းအမိမမဲတူနှင့်ကြံသမီး၆ယောက်တို့ကိုဒုတိယတတိယအစသောတရားခံများအနေထားထား၍ဆွဆွဲသောမှုမှာရာဇဇကြီးပုံမှား၄၅၅အရာလူတယောက်ကိုဂုံအကျတရေရှုပ်ရှရန်အကြံနှင့်လက်ရောက်ကျူးလွန်မှုဆွဆွဲလေသည် ်အမှုတန်နှုတ်နှပတ်တို့သည်မြို့တွင်ဈေးတွင်ထင်ရှားသူများဖြစ်ကြသဖြင့်ထိုအမှုစစ်ဆေးသည်ကိုဂယုပြုသူများများသောကြောင့်အမှုဆိုင်ဆိုရန်နေရကြရသောအခါအမှုစစ်တမ်းစစ်ချက်ကိုကြားနာလိုသောသူတို့သည်ရုံးတော်သို့များစွာလာရောက်ကြ၏။ရုံးတော်တွင်အမှုပြန်ဆန်ရသောနန္ဒခင်းများ၌ရုံးတော်သို့အမှုစကားနာရန်လာရောက်ကြသူတို့စီကားပေါ်များသည်မှာရုံးပွဲများများမကစီကားသည်မှာရုံးတော်အပေါ်ထက် စပါရီဝေဇံနေပိုင်ဝန်တော့မင်းယုံတော်တွင် အမှုကိုစည်ရင်သဖြင့်ထိုယောဂပြင်ပတ်ရှိဝရန္တာလျာများပေါ်၌လေယောက်ျားကြီးငယ်တို့သည် နေရာလက်မကျွေးမကြံရအောင်တက်၍ထိုင်ကားနားထောင်ကြကုန်၏ယုံတော်အတွင်တရခွင်၌လေအမှုတန်တစ်ဖက်ကငားရန်တင်မြောက်ထားသောပညာရှိရှိနေများလေပညာရည်၌လကောင်းဥယျာဉ်၌လကောင်းနေပါခြင်းမရှိကြသည့်အပြင်မြို့ပေါ်ရှိရှင်းနေအပေါင်းတို့သည်လည်း ကိုနှင့်အကျိုးစီးပွားတပ်ဝင်ခြင်းမရှိကြတော့လေထိုနေ၌အမှုကိုနာရအောင်လာကြ၏တရလိုကိုကောင်းဘော်ဘက်ကအမှုကိုဆောင်ရွက်ဒီမှာအမှုမဖြစ်ပွားမီ၃လလောက်ကပင်ရန်ကုန်မြို့မှပြောင်းရွှေ့ဆက်ရောက်လာသဖြင့်အမည်နာမကျော်သောသောဒုတိယတန်းအမိတော်ရမင်းတယောက်ကဆောင်ရွက်လိုက်လဲလျင်တရခံမတ်မီမမဲတူနှင့်တမီးခွနဖော်တို့ဘက်ကလည်းမြို့ပေါ်တွင် ထင်ပေါ်သော အမိတော်ရများအနက် ပညာရေးအဖြင့်ထင်ရှားဆုံးဖြစ်သောအမိတော်ရာကြီးနှစ်ပါးကိုငားရန်ထုတ်ရှိစေ၏အချိန်စီရောက်အမှုကိုခေါ်ပြီး၍အမှုတည်ရှိနေသောစုံကြီးရောက်ရှိကြသောအခါတရလိုဘတ်အမိတော်ရာမင်းက အမှုကို အစရှိလိုက်ဒီမှာအချုပ်အဖြင့်ချက်ထားပြဆိုရာတရခန်တို့ကတရလိုအပေါ်တွင် လက်ရောက်ကျူးလွန်သည့်နီလက်ရောက်ကျူးလွန်သည့်လက်နက်မျိုးမြည်နေတကွာလက်ရောက်ကျူးလွန်ခြင်း၏အကြောင်းရင်းခံများပါ မကြွေးမကြံရအောင်ထုတ်ပေါ်လျှောက်လဲပြဆိုပေးသည့်အဆုံးတွင်တရလိုဘက်ပြတက်တဲ့နှစ်ဦးတို့ကိုခေါ်ငင်စစ်စေးရာ၎င်းတို့ကလည်းအမိန့်တော်ရမင်းလျှောက်လဲပြဆိုခဲ့သောအထုတ်ပတ်တိနှင့်လျော်ညီစွာပင်လည်းထွက်ဆိုကြ၏ထိုအခါတွင် ရာဇဝတ်တရားသူကြီးမင်းကတတိပြုမိသည်မှာယခုကဲ့သို့သောအမှုများတွင်တရလိုကိုဦးစွာစစ်စေးပြီးမှတက်တဲ့များကိုစစ်စေးရမည်ဖြစ်လျက်တရလိုကိုမစစ်စေးရသေးပဲ တက်တဲ့များကိုစစ်စေးလျက်ရှိသည့်အရာကိုတတိယမိလျင်တရလိုကိုကောင်းဘော်ကိုခေါ်၍အစစ်ခံစေ၏ကိုကောင်းဘော်အစစ်ခံဝင်မိ၍ထုံးစံအတိုင်းကြမ်းကြိမ်ပြီးသည့်နောက်ယုံမင်းကမေးသည်မှာ gain မောင်ကောင်းဘော်မမေကမောင်မင်းကိုဘာများပြုလုပ်ပါသလဲပြောပြစမ်းပါဆိုလျင်ကိုကောင်းဘော်လည်းရာသွေတရားသူချင်းမေးသည့်ကိုရုတ်တရက်မဖြေဆိုသေးပဲ တဖက်ကရက်လျက်နေသူတရခံမမေဤမျက်နာကိုအတန်ငယ်ကြာအောင် စိုက်ကြည့်လျက်နေပြီးမှယုံမင်းကထမှန်၍မေးတော့ကြောင့်ဖြေဆိုသည်ကကျွန်တော်ကျွန်တော်မျိုးကိုမမေကကြောထုပါသည်ဖျားဟုဆိုလျင် ရာသွေးတရားသူကြီးလည်းပြုံးတော်မူ၏သို့တော်လည်းအမှုကိုလာရောက်နားထောင်ကြသောပိယိတ်တလူအပေါင်းတို့သည်အံဩသည့်လက္ခဏာဖြင့်တိတ်တဆိတ်နေ၍နားထောင်နေသည့်အတွင် တရံလိုဤရှင်းနေအမိန့်တော်ရမင်းကထ၍လျှောက်ထားသည်မှာယုံမင်းအရှင်ဖုရားအိနေယာတွင် အနေငယ်မြလျှောက်ထားရန်ကျွန်တော်မျိုးကို ခွင့်ပြုတော်မူပါဖုရားဟုဆိုလျင်ယုံမင်းကခွင့်ပေးကာလဆက်လက်လျှောက်ထားပြန်သည်မှာယခုအစစ်ခံချက်တခွန်းတခွန်းမြနှင့်ထင်ရှားသည်မှာကျွန်တော်မျိုး၏အမှုတည်းကိုကောင်းပေါ်သည်ယခုအမှုကိုတစ်ဖက်သို့အနိုင်ပေးလိုသည့်အကြောင်းကောင်းစွာထင်ရှားလျက်ရှိနေသည်တွင် အရှင်ဘုရားယုံမင်းကိုကျွန်တော်မျိုးကတတိပြုစီလိုဒီမှာတရရလိုကိုကောင်းပေါ်သည်ယခုအမှုကို လိုင်လဲဆောင်ရွက်စီရန်ကျွန်တော်မျိုးကို ရှင်းနေတင်မြောက်၍တင်ပြပေးတာကိုဇလဲစာကို သူလက်မှတ်ရေးထိုးပြီးနောက်ထိုအမှုကိုသူတို့ဦးထဲဆိုင်သည်မဟုတ် ကျွန်တော်မျိုးရှင်းနေလဲအကျိုးကျေးဇူးတက်ဆိုင်သူဖြစ်ပါတော့ကြောင့်သူပြုလို့ရာ ပြုတ်ပိုင်တော့မည်မဟုတ်ပါတို့ဖြစ်ပါ၍ ယခုမှုတွင်အကျိုးကျေးဇူးတက်ဝင်သူရှေ့နေကျွန်တော်မျိုးကလျှောက်ထားလိုက်ဒီမှာတရလို၏အစစ်ခံချက်သည်ပရမတန်လျှောက်ချက်တင်သွင်းစဉ်အခါကတကြိမ်အစစ်ခံ၏အစစ်ခံချက်လည်းပြီးသည့်အပြင်တပ်တွေနှစ်ယောက်တို့၏ထွက်ချက်လည်းယခုခံယူရရှိပြီးဖြစ်ပါသောကြောင့်ယခုအမှုစည်ရင်ဆုံးဖြတ်ရာတွင်တရလိုကိုကောင်းပေါ်၏အလိုဆန္ဒကိုမလိုက်စားပဲတရားဖြောင့်မတ်ခြင်းကိုအရင်ပင်မှထားပြီးလည်း ဥပဒေနှင့်လျော်ကြည်စွာရုံးတော်ရှိသူတည့်တည့်ခံချက်များကိုထောက်ထား၍တရားစီရင်တော်မူထိုက်ကြ။ကိုကောင်းမမှာယခုအမှုကိုမမေဤဘတ်သို့အနိုင်ပေးလို့သောဆန္ဒရှိသည်မှန်ပါသည်။သို့တော်လည်းအမှုကိုပြေကျေလိုကြောင်းနှင့်ရုံးထုံးစံရှိ၍ပြေလွာတဆောင်ကိုအသေးချာရေးသား၍ကိုကောင်းဘော်ကမတင်သွင်းသည်မှာယခုအမှုကိုဥပဒေချိရတာလျင်အရှင်မယားကစီရင်ထိုက်ပါကြ။ ယခုယုံမင်းမြတ်မောက်တော်၌ဖြစ်ပျက်သည်မှာမိမတို့ဤမျက်စိဆံမိတ်များသည်တချို့သောယောက်ျားများဤစိတ်ကိုပြုပြင်နိုင်သည်ဟူသောဓမ္မတာသဘောထင်ရှားဖြစ်အောင်များသာရှိပါသည်ယခုယုံမင်းမြတ်မောက်၌ကိုကောင်းဖို့သည်တရားကမဲ့မဲ့ဤမျက်လုံးများကိုကွန်းတရားခန့်စစ်စစ်ကြည့်အောင်များနှင့်ကိုကောင်းဖို့ဤစိတ်ပြောင်းလဲပြီးလည်းယင်တတိကိုလေဝဲ့ခြင်းကြောင့်ဤကဲ့သို့ပြောင်းလဲထွက်ဆိုခြင်းဖြစ်သည့်အရာတွင်ကျွန်တော်မျိုးချင်းနေဖြစ်သူမှာ ကို့အမိနာမှာဂုံအတရေကိုကာကွယ်စောင့်ချောက်ရန်ဝင်တရားရှိပါသည့်အတိုင်းယခုအမှုကိုကိုကောင်းပေါ်ဤအလိုအတိုင်းမဟုတ်တသည့်ခံကြက်များအရာ ဥပဒေရှိရာစီရင်တော်မူပါမည်အကြောင်းလျှောက်ထားပါသည်ဖျားဟုလျှောက်ထားလဲဆို၏ဤကဲ့သို့လျှောက်လဲရပင်တရပိုင်မင်းလေဥပဒေတရားနိလန့်ဘက်တက်ရောက်ရာ ပြဆိုလဲချောက်ချက်ကို မလိုက်နာဘဲမနေပိုင်သည်ဖြင့်ဥပဒေစည်းကမ်းနိလန့်ပြဆိုသည့်အတိုင်းတသည့်များကိုဆက်လက်စစ်ဆေးပြီးနောက် စင်ရင်ချက်ချပြီးတော့အခါတရခံအသီးသီးတို့အပေါ်တွင်ဆိုခဲ့သည့်ပုံမှန်နှင့်ဓာငွေရိုက်တတ်သည့်အပြင်တရခံတို့ဆောင်းသွင်းသောဓာငွေများအနက်တချို့တဝက်ဖြစ်သောငွေ50ခန်းကိုတရလိုကိုကောင်းပေါ်သို့ရော်ကြီးအဖြစ်ထုတ်ပေးတနာချင်းကိုခံရသည့်ကလာတရလိုကိုကောင်းပေါ်လေထိုငွေကြီးကို လက်ရောက်ရရှိလျင်မိမိဤရှေ့နေအကြံပေးချက်များအရ၎င်းငွေကိုကိုယ်တိုင် သုံးစွဲခြင်းမပြုဘဲ အလူဒါနပြုလို့ရာတွင်ထဲ့သွင်းလူဒန်းလိုက်၏အတွက်တစ်အမှတ်ရှိ1948ဇန်နဝါရီလရှုမဝမဂ္ဂဇင်းဟုတ်ကဲ့ပါခင်ဗျာဆိုင်ရည်သူဆရာကြီးဂျိမ်းလာကျော်ရေးသားတော်ကိုကောင်းပေါ်နှင့်မတ်မေအမှုလို့အမည်ရတဲ့ဝိတုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြသူညီကောင်မောင်မောင်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရွှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ။